အားလုံးကြောက်ရှင်ပါလေကြောင့်ကိုဒါပါယေရှုမကောင်းတောင်းပါတယ်ဒါဒီနေ့ကတော့တရက်နေ့ဆယ်လ2025ဖြစ်သွားပြီပေါ့နော်ဟဲ့တရက်ဆယ်လ2025ဖြစ်သွားပြီပေါ့ကျွန်တော်တို့တိုင်းပြည်အကြောင်းကိုနီးလာပြီလို့ပဲကျွန်တော်လည်းပြောချင်ပါလေခင်ဗျာနော်ဒီနေ့နည်းနည်းနေမကောင်းလို့အတန်အားတော့နည်းနည်းရောမယ်ထင်တယ်နော်သိကြီးခံပြီးပါအဲကျွန်တော်လည်းတော်ကြစီကံတော့ပြတော့မှာဆိုတော့လေ ကျွန်တော်မင်းကပြောတဲ့လောင်းလုံးမျိုးမှာပွဲကနေတယ်လို့ပြောတယ်မနေ့အစောကြီးဟုတ်တယ်မနေ့အစောကြီးလာတိုက်တယ်ကျွန်တော်ဒါဘဝကနေပါကွန်တက်တွေရတဲ့အချိန်မှာတပတ်ပြစ်တန်နေပါရကျွန်တော်စိတ်မှာကောင်းမှုဖြစ်နေတယ်သို့တော်လေးပဲအဲ့မှာလောက်ကယုံလို့ရဲစကန်တို့အဲ့ဒါမီတာရဲ့ online မှာလက်ရှိယုံလို့ပေါ့နော်အဲ့ညာတွေဒါပြစ်ခတ်တယ်အဲတိုက်ပွဲဖြစ်သွားတယ်ပြီးတော့ပြန်ဆုတ်ခွာသွားတယ်လို့ကျွန်တော်တို့လည်းကြားသိရတယ်ဒီဒီမှာထိခိုက်မှုတော့မရှိဘူးဒါပေမဲ့အဲအဲ့ဒီမှာကျွန်တော်ပြောချင်တာကဒီဟို ဒီလိုအကြံဖက်တွေကိုလာတိုက်တာကိုဒါတက်မှအမှန်တက်ထိုင်နေရှိတယ်ဗျာအဲကျွန်တော်တိတ်ပြောမပြောတော့ပါဘူးဟုတ်တယ်မအဲ့ဒါမျိုးကိုပတ်ဝဲနေမှာရှိနေပြီးတော့အဲ့နေရာလဲစေုပ်ချုံနေရာမှာဟုတ်တဲ့ခါကျတော့ကျွန်တော်အတိတ်သားတော့မဟုတ်ဘူးပေါ့အဲ့တော့အဲ့နေရာမှာတက်မတော်ကဒီလိုလာတိုက်တာကကျွန်တော်စားဖာရုံးနေတဲ့ဘက်ဟိုပြီးခဲ့တဲ့ဘက်ကကျွန်တော်ပြောဘူးတဲ့ခံရတာမျိုးတွေဒါမျိုးတွေရှိတယ်သူတို့လာတိုက်တာကိုယ်ကတော့တိုက်တာအဲ့တော့ ကျွန်တော်ကနေနေရှိတဲ့ခါမှာကျွန်တော်တို့ drone တွေဘုံတွေတက်နေကြီးတွေလေးနေနဲ့ပြက်ပြက်သားသားတင်မဆို KLL လေးတိုင်ရင်လေးပါလဲအမှသူဒီဟာလေးတို့တိုင်ရင်စနစ်တို့အဲ့လိုမျိုးတွေရှိတယ်ဗျအဲ့ဒီညာတွေကိုကျွန်တော်နေနဲ့ဒီဒီမှာဟိုနေရင်ဆိုလဲ drone တွေဘုံတွေ design တွေဆိုလဲအဲ့ရှိတဲ့ရွာတွေဗျအကုန်သားအပြောင်းရှင်းမလိုက်အဲ့ဒါဆိုရင်ပြီးတော့တချို့အဲ့ဒီရွာပတ်ချာလေးတွေကတဘုံရွာလေးကြီးပဲအဲ့မှာသားတဲ့တမ်းလောင်သားတွေကလည်းကျွန်တော်ကရင်နေတဲ့တဘုံရွာလေးကြီးပဲ အဲ့တော့ကျွန်တော်ကအဲ့တဘုံပြောနေမှန်ကအကုန်လုံးထိုးပြီးတော့ရှင်းပြီးတော့မှတခါတည်းဖြက်စည်းပြရမှာ။နောက်တရားချောင်းရွာမှာဆိုလဲဒါကြောက်လေကားရွာပဲ။အဲတရားချောင်းကပွဲကားတယ်ပွဲကားတော့ပြီးတယ်ပြီးသွားရောအဲ့မှာ KNL နေတယ်တော်တော်များတည်တာကျွန်တော်တွေ့ရပါတယ်။ပြီးတော့ကြောက်လေကားရွာဘက်ကိုဝင်သွားတယ်အကြံဖက်တွေကိုဝင်ရောက်စီးနေတယ်ဖမ်းစီးတယ်ဒါမျိုးတွေတော့လုပ်တယ်မနည်းရတော့ဘူးနော်။ ။နောက်အဲ့ဒီပြမဆိုတော့တနိုင်တိုင်းပဲပဲကျွန်တော်ဆက်ပြောလိုက်မယ်ဆိုတိတ်ခွန်ကျွေးရွာပေါ့။တိတ်ခွန်ကျွေးရွာလည်းဒီဘက်အရှိတောင်ဘက်တောင်ကျောတဲ့အရှိတောင်ဘက်မှာပေါ့။နောက်အဲ့ဘက်ချမ်းမှာနေမီရှင်းတဲ့ချိန်မှာ PDF တွေပေါ့။ PDF အကြမ်းဖက်စကန်ကိုရတယ်။အတလောင်းကတော့၄၅6កောင်းတော့တော့ရတယ်။နောက်တေးတာတွေကတော့၄၅6កောင်းတော့ရှိပြီးသူဆွဲပြေးတာတွေရှိတယ်ထွက်ပြေးကြတယ်။အလောင်းရည်ဆိုတော့အလောင်းနဲ့နဲ့ဒီပေါ်ဗျာဒါပြတ်ချလိုက်တယ်အများကြီးရတာပေါ့နော်တချို့ကကျွန်တော်အချိန်ကြာကြာကြီးစကားပြောတဲ့အထင်မှဆိုလို့ပါ အဓိကတော့ကျွန်တော်လူဝင်းလေးနဲ့များများလေးလဲပြီအောင်လို့ပြောချင်တယ်ကျွန်တော်ကလည်းဒီသတင်းတွေရှာပြီးလို့လေးကချောင်းလို့ရှိတဲ့ခါကြတော့အဲသတင်းများများသိရတာပေါ့လေအဲ့တော့မှတခုလဲအကြ ాయి ပုံကြီးချက်ပြောနေတဲ့ခါကြောင့်လည်းပြည်သူတွေမှာကတချို့ကတိတ်အဆင်မပြေတာရှိတဲ့ခါကြတော့ဒါကြောင့်ကျွန်တော်ချိန်ချိန်ပြီးတော့ကျွန်တော်ပြောပြပါတယ်နော်နောက်တစ်ခုဒီကျွန်တော်တို့ကြောင်မဲမှာပေါ့ကြောင်မဲမှာဆိုလည်းပဲအထိုင်းမှာရှိတဲ့တတော်ယုံနေအဲတတော်ယုံနေနောက်တစ်ခါကြတော့အဲမိတက်ယုံနေ နောက်တစ်ခါရေစခန်းဒီ PLL လေးတွေကမီးရှို့ပြီးတော့အဲဒါသူတို့စုတ်ခွာတယ်သူတို့စုတ်ခွာတယ်တက်နောက်ကတော့ဒါနေမီရှင်းရက်ပွက်တဲ့ဒီဒီနေမီရှင်းပြီမနေရနော်အဲ့ဒါမျိုးတွေရှိတယ်အဲ့ရကျွန်တော်တို့ရရှိတဲ့တရင်တွေပါငါကိုယ်တည်းအစိုးရကဒါတည်းတည်ပြီးတော့တက်နောက်တွေအထက်ထဲမှာစစ်ကြောင်းတွေရောက်ပြီးတော့ကွန်မန်ဒိုတွေထောက်ထောက်ပြီးတော့အကုန်လုံးစနိုက်ပါနဲ့ထောက်တဲ့ဒီကောင်းတွေညဘက်ကိုရောက်ပြီးတယ်အဲ့ဒီမှာဟိုနေမော MND ကြောင်းဝဲမှာဟိုနေမော ကြောင်မွေးကိုသူဘာကြောင့်စုတ်ပါတလဲဆိုတော့ MNDE တွေက200လောက်ကိုဟိုဒီဘက်ကိုထပ်တောင်းတယ်ကြောင်မွေးဘက်ကိုဒါပလောင်နီယာထပ်တောင်းတယ်ညံလောက်ကိုပလောင်နီယာထပ်တောင်းတော့မရဘူးဟိုဘက်မိုးကုတ်ကြတော့ရတယ်မိုးကုတ်ကို200လောက်ကရပြီးတော့မိုးကုတ်ကကြတော့သူရတနာပစ္စည်းတွေထွက်နေတာကိုရတနာပစ္စည်းထွက်နေတော့အဲ့ရတနာပစ္စည်းတွေကိုသူတို့ဘယ်လိုပြောလဲဆိုတော့ရကျင်နေစောနဲ့ဒါ MNDA တွေကကိုကတ်နဲ့ယူခေါင်းချင်းပြီးသွားပြီမဲ့ ဒီကြောင်မဲကြောင်ဆိုတာအတီလာခန်းမှာဖြစ်တော့သူတို့အစိမ်းမပြေပြားဘူးအဲ့တော့အစိမ်းမပြေဘူးဆိုတော့ကြောင်မဲကိုကြတော့အဲ့စစ်ကူ200က MND ရမှာပြေးတဲ့ခါကျတော့မဖြစ်မနေဆုတ်သွားရတယ်ဆုတ်သွားပြီးတော့ကြောင်မဲကိုသူတို့လက်လွတ်လိုက်ရတယ်ပေါ့နော်ပြီးတော့လူယူကပြောပါတယ်ကြောင်မဲကိုအတတ်နိုင်ဆုံးအာသူတို့ခံစစ်တွေပြင်ထားပါတယ်သူအတတ်နိုင်ဆုံးပြီးလို့ဟောနေဖြစ်ပါတယ်ဆိုတိုက်ခိုက်နေပါဆိုအတတ်နိုင်ဆုံးတတ်တတ်ချေချိုးလေးနဲ့အလံတွေဖြုတ်ပြီးပြေးသွားတယ် အဲ့လိုမျိုးရှိရတိုက်ရောရတော့အထဲမှာတိတ်တိတ်ကြီးမမတိုက်သားတာမရှိတစ်ကောင်းနှစ်ကောင်းသုံးလင်းငါးကောင်လောက်ကိုပြည့်ရှင်းရှင်းပြီးတိုက်သွားကြတယ်စနိုက်ပါနဲ့ထောက်ရှင်းတိုက်သွားရှိတယ်မင်းကတော့တောင်မဲမြို့ထဲမှာတော့ကျွန်တော်တို့အဲဒရုန်းနဲ့တော့တစ်လုံးနှလုံးလုံးချတာမျိုးပဲရှိတယ်ကျန်တာကတော့ဒီတိုင်းပဲပြည့်ရှင်းရှင်းသွားတာပဲကျွန်တော်တို့တွေ့ရတယ်ကျန်တဲ့မီးလောင်နေတာတော့သူတို့မီးရှို့သွားတာကြီးဖြစ်တယ်နောက်နောက်ကကျတော့ကျွန်တော်ကလေးမြို့ဘက်ကိုဆက်ပြောမှာကလေးတင်တာအာရွာပေါ့ကလေးတင်တာရွာမှာဒါတပ်မတော်က အကြမ်းဖက်နေအိမ်ပေါ့ဗျာအဲ့ဒါကိုတပ်မတော်ကနေပြီးတော့မှပုံကျက်ရှင်းနေလိုက်တယ်ပေါ့နော်ပြီးတော့တပ်မတော်ကအိမ်မှာပုံကျက်လေးဆက်တက်လေးကြီးနေမှာပေါ့မော်တာနဲ့ဆက်တက်လေးကြီးနေအဲ drone နေနဲ့ပုံကျက်ရှင်းနေလားအဲ့မှာကျတော့ drone နဲ့ပုံကျက်ရှင်းနေလိုက်တာကြည့်ပြီးတော့ကုတ်ကူရွာလာအဲ့မှာရှိတဲ့ကုတ်ကူရွာကိုလည်းပဲအကြမ်းဖက်နေအိမ်ကြီးအကြမ်းဖက်တည်ရှိတဲ့စက္ကန့်နေကိုဒါ drone နဲ့ပုံကျက်ရှင်းနေတာကိုကျွန်တော်တို့တွေ့ရှိရတယ် တို့ရေဦးဘက်မှာဆိုလို့ရှိရင်ဖန်ခန်းစင်ကြီးကရှိတယ်ဗျဖန်ခန်းစင်ကြီးကမှာရှိတဲ့အကျန်းဖက်စကန်ကိုဒါတမ်မလောကဆက်တက်နေပြီးပါမော်ဒါတွေနဲ့ဖက်၃ကြိမ်လောက်မနေပေါ့၃စီးပေါ့နော်၃စီးဒီအလုံးကြီးမရေတွက်နိုင်ငညာချလိုက်တာငညာချလိုက်တော့အဲ့မှာရှိတဲ့ဖန်ခန်းစင်ကြီးကမှာရှိတဲ့အကျန်းဖက်စကန်မှာရှိတဲ့အကျန်းဖက်တွေကတော့တော်တော်ကြီးကိုတည်တည်ရတယ်လို့ကျွန်တော်ကြားတယ်အဲတည်တည်ကြည့်တဲ့ဥကြီးကလည်းတော်တော်များတယ်လို့ကျွန်တော်အနေနဲ့သိရှိရတယ်နော် ောက်တစ်ခုကျွန်တော်ထပ်ပြောချင်တာကဒီဖဲဆိုလို့ရှိရင်ရေဦးတို့၁၀တို့နောက်မှမုံရွာတို့ချောင်းဦးတို့မြင်းမူတို့အရာတော်တို့ဘုတလင်တို့ဒီဘဲရင်တို့နောက်ကအဲ့ဒီရေဦးတို့ခင်ဦးတို့ပေါ့ဗျာအဲ့မှာရွှေဘူးတို့ဝက်လက်တို့နောက်ကကဏီတို့မင်းကင်းတို့ရင်းမာပင်တို့ဆလင်းကြီးတို့အဲ့မျိုးမှရှိတဲ့အကြံဖက်တွေကိုတောင်းတော်ကလည်းတောက်လျှောက်လိုက်ရှင်းနေတယ်ဒီနမခဘကလည်းတောက်လျှောက်ရှင်းနေတယ်တောင်းတော်ရှင်းနေတယ်အဲ ဲ့တောက်လျှောက်ရှင်းနေတဲ့မနေ့ကကျွန်တော်သိရှိတဲ့နေရာလေးအားလုံးကဘာမှပေးဆက်မှုတွေမရှိဘူးလားအဲဘာမှပြေးချက်မှမရှိဒီမင်းညံမှာဆိုလို့ရှိရင်ဗျာပွဲကတယ်မလားဒီတိုင်းရှိရကောင်နေတည်တာ26လောက်တည်တယ်နော်လစ်တာတော်တော်လစ်တယ်အဲကောင်နေအကျမ်းပဲဒဏ်ရာတွေလည်းအများကြီးပဲပြီးတော့နှထိုးကြီးကျွန်တော်ကောမန့်မှာပြောနှထိုးကြီးပါနှထိုးကြီးဒီတထေးကုန်းမှာမနေ့ကပွဲကဆိုအကျမ်းပဲ14လောက်လစ်တာဒဏ်ရာတွေလည်းအများကြီးပဲမနေ့ကရှိတယ်ကျွန်တော်အဲကောင်နေကျွန်တော်ကကျွန်တော်စီကောမန့်ရလို့ပြောလို့ရှိရင်ဟိုဘက်က အန်တိုက်နေတာလည်းနဲ့ကျွန်တော်တို့ကအဲ့လိုမျိုးတော့ရှိတာပေါ့ညကျွန်တော်ကတိတ်ကြွစကားဝင်နေမှဖြစ်ဘူးပြောရတာလေအဲတုံးတာလေတုံးတာလေမဖြစ်သေးဘူးအဲ့တော့အဲသူတို့အကြမ်းဖက်တွေတည်တာတော့ကျွန်တော်တို့ဒါလေးတွေထုတ်ထုတ်ပြောပြမှာတော့ရှိတယ်အခုနှစ်ထိုးကြောင်းဝင်လာတာရှိတော့ဒါကျွန်တော်ပြောတယ်တမလုံးခချင်းပါပါလို့အဲ့မှာရဲတယောက်ပေါ့ရဲတယောက်တော့ထိုင်ရမယ့်အင်တာနက်ရရှိရမစိုးရရဘူးဒီနှစ်ထိုးကြီးမှတိုက်ပါတာပေါ့နော်အဓိကတော့ နထူကြီးမှာကတော်တော်များများက PDF တွေဖြစ်နေတဲ့အခါကျတော့တက်မလောက်ကတော့ရေးရတော့ရေးရတော့သူတို့အဲ့မှာအထိုင်တွေဖြစ်နေတော့ဘယ်သူပါဆိုတော့တန်းသိလို့ရပါမယ်တက်မလောက်ကတော့မသိအဲ့တော့အဲဒီရေးနဲ့တက်မလောက်နဲ့နှစ်ဦးပေါင်းပြီးတော့မှဒေတာသူတို့ကရှင်းနေတာဖြစ်တဲ့အတွက်ကိုယ့်ဘက်ကလည်းပိတ်ဆက်မှုမရှိအောင်တိုက်တာကိုတွေးရတယ်အဲ့တော့တတိကုန်းမှာရှိတဲ့အကြံဖက်တွေလည်းတော်တော်များများသိတယ်၁၄ဦးလောက်ဆိုတော့ဒီဘက်ကပဲရှိသေးတယ်ရရှိတာပဲတွေးတာဟိုဘက်မှာသူတို့ပါသွား တည်တာကအယောက်40နဲ့အထက်ကိုကျွန်တော်တို့တည်ရတယ်ဒါရရတဲ့သူတည်းနည်းနည်းတော့မဟုတ်ပြေးကြတာလည်းအများကြီးပဲအဲ့လိုမျိုးရှိတယ်နောက်ပကုတ်ကူပဲပါဆိုတော့ကျွန်တော်ရေမြရွာရှိတယ်ကရေမြရွာတို့ PI ရွာတို့အဲ့ရွာတို့လည်းပဲတောက်တော့ကနေပြောဒါဝဲရောက်စီးနင်းပြတာဝဲရောက်စီးနင်းအထက်မှာရှိတဲ့အကြံဖတ်တဲ့ဂုံဖန်းစီပါဆိုတဲ့တည်င်းနေတောက်လျှောက်ရတယ်အခုတလောကတည်င်းတောက်လျှောက်ရတဲ့အခါကျတော့အကြံဖတ်တွေအေးကြမှုတော့ကိုအကြံဖတ်မရှိဘူးတော့ကိုဒါတည်င်းနေပြီးတဲ့အတွက်တည်င်းနေတောက်လျှောက်ရတာကိုရတော့အဲ့တော့တောက်တော့ကတွားရောက်ရှင်းတာကိုကျွန်တော်တွေ့ရတယ် နောက်ပမောက်ပဲကိုပြောမယ်ဆိုပမောက်မှာကဒီ PDF ပေါ့အနည်းလောက် PDF ကဲပြီးတော့ KIA ပေါ့ဗျာသူတို့ဖွဲ့တည်နေတိုက်နေကြတယ်ပေါ့တိုက်နေကြတဲ့အချိန်မှာအာဒီအဲ့ဒါနေဟိုပြည်သူစစ်တရားလည်းအနောက်မှာရှိတယ်သူတို့ကအလဲရှိရဒီဘက်ရှိရဆိုလက်ရှိတဲ့တိုက်နေကြမနေ့ကတော့သူတိုက်ဝဲတိုက်နေတဲ့ဂျားတဲ့ကပဲရှေးဥမှာရှိတဲ့ပစ္စည်းတွေကားနေနဲ့မပြီးတိတ်တယ်အများကြီးအထဲမှာရှိတဲ့အိမ်ကြီးလည်းဟိုပစ္စည်းတွေဖောက်ဒီပစ္စည်းတွေဖောက်နေအများကြီးပဲအဲ့မှာ ဗမောင်းမျိုးခံနေရတော့ရင်နုကဲမနာဘောပါရင်နုမအားကြောင့်အချမ်းဖက်တွေကိုလက်မခံတာအထားတွေလည်းပါတယ်အချမ်းဖက်ရှိတာနဲ့အခုတော်တော်တရေနေအရန်ပိတ်ပြီးအရင်ဖြစ်ရှင်းငိုင်းနေတာတောင်တော်လည်းအဲ့ဘက်ကိုတော်တော်ရှင်းအောင်လို့ကျွန်တော်နေနေယူဆပါတယ်အဲ့ဘက်ပင်လယ်ဘူးတို့အင်းတော်တို့တောက်လျှောက်ကအချမ်းဖက်တွေအများဆုံးရှိတဲ့နေရာပေါ့နော်အဲ့နေရာတွေကိုတောင်တော်ကရှင်းလို့မရဘူးလားဆိုရတယ်ဘာကြောင့်မရှင်းသေးတာလဲဆိုတဲ့နေရာမျိုးမှာကျွန်တော်တို့ကအဲအခြေအနေအကြောင်းကျောင်းအရရရတုံးတက်ရမယ်ဆိုလို့ရှင်တော့ လိုအပ်ရင်လိုအပ်တဲ့အချိန်မှာအရေးယူဆောင်ရွက်နိုင်မယ်လို့ပဲကျွန်တော်တို့လည်းသိရှိရတယ်ပဲပြောရမှာပေါ့နော်လောက်ပါလိမ့်မယ်အဲ့ဒီပတ်ဒီတချို့ကမလုပ်ဘူးထင်မှာဆိုလို့နော်နောက်ဒီပမောက်မှာအိုက်ပွဲကတော့ဘာပြောလဲဆိုဒီကောင်လေး PDF နဲ့ KIA နဲ့အလောင်းက9000လောက်လောက်ရတယ်လက်နက်က6လက်ရတယ်အဲ့ဒီမှာလေအခုမနေ့ကတိုက်တဲ့တိုက်ပွဲမှာကျွန်တော်တိုက်ရတိုက်ပွဲမှာအဲ့လောက်ရတယ်ပြီးတော့ ဝိုင်းထားတယ်အဲ့နေရာကိုတဲ့နော်အဲ့နေရာလည်းဝိုင်းထားတယ်ဗမောက်ကလည်းပဲသူရေရှည်မနေနိုင်ပါဘူးဘာဖြစ်လို့ဆိုဗမောက်ကနေတရားကြီးတွေဆုတ်ခွာပြီးဗမောက်ကိုဒီကောင်တွေပြေးမယ်ဆိုပြီးစီစဉ်ထားပေမဲ့ဗမောက်ကလည်းအဲ့လောက်မလွယ်လောက်ဘူးလို့ကျွန်တော်တို့တန်းထင်တယ်တပ်မောင်ကလည်းလက်လွတ်မဲ့တော့မထင်ဘူးနော်နောက်ဒီဗမောက်ကလည်းနေနေရှင်းနေတယ်တိုက်ပွဲတွေဟိုတောက်တုံမရလေးတွေဖြစ်တယ် KIA တွေတည်တယ် PDF တွေတည်တာကိုတွေ့ရတယ်ဒီ wine moon လို့ချီးပွေးလို့လည်းတပ်မောင်ဆက်ချောင်းထိုးတော့မယ်ထင်တယ်စေချောင်းရှင်းနေတော့မဲ့ပုံစံမျိုးရှိတယ် ။အဲဒါအကြမ်းဖက်တွေကိုဟိုရှိတဲ့နေရာမှာတခါတည်းအပြက်ရှင်းမဲ့တပုံမျိုးကျွန်တော်တို့တွေ့ရတယ်။နော်။နော်ကျွန်တော်တို့အမ်ဘဒန်နိုင်ရကန်တောင်ဘောနော်အဲ့နိုင်ကန်တောင်တိုက်နီးနားမှာတိုက်ပွဲတွေဖြစ်တယ်ဗျ။ပွဲကပွဲကတော့အေးရဆက်နေလောင်းလောင်းရလိုက်တယ်သူဒါဒီဘက်ကရလိုက်တာပေါ့နော်သူတို့ဘလောက်တည်လဲတော့လည်းမသိတော်တော်များများတည်ပြန်လို့ကျွန်တော်နေနဲ့ထင်တယ် ေးပြီးလေးတော်ပန်းတိမဒန်ရလို့ရှိတယ်ပြီးတော့မြောင်စန်းဒေတာမှာဆိုတော့ကျွန်တော်ဆက်ဆက်ယူရွာနာမှာလည်းပွဲကားတယ်အဲ့နောက်ကပွဲကားတော့ကျွန်တော်ကြားသိရတဲ့ပုံစံရအင်းရဲ့ PDF ဒီရဲ့လည်းအမှလေးလောင်းတယောက်၉ယောက်လောက်တော့ဒန်ရရှိတယ်လို့ကျွန်တော်ကြားတယ်၄လောင်းကတော့ရတယ်ဒီဘက်တက်မနာဘက်ကရတကယ်ဒေတာက၈လောင်းဒေတာဟိုဘက်ဒန်ရတဲ့လူလည်းတော်တော်များတယ်လို့ကျွန်တော်သိတယ်ဟိုဘက်ကထပ်ဆွဲလို့ရပါလားအင်း၄လောင်းလောက်ကဆွဲလို့ရပါတယ်ကျန်တဲ့ဟာတွေကတော့ကျန်နေတယ် တချို့ဒဏ်ရာတဲ့ PDF တွေတွေတော့ရှိတယ်ကျွန်တော်အဲ့ဘက်ကကြားသိရတဲ့တည်ညာပေါ့နော်အဲ့တော့အေလည်းအဲ့မှာတည်ကြတယ်လို့ပြောကြတယ်နောက်ကကုတ်ကြီးရွာမှာလည်းပွဲကနေတယ်အဲနောက်ကစွန်တက်ကြီးရွာမှာလည်းပွဲကနေတယ်မနေ့ကတော့ပွဲကနေတဲ့အချိန်မှာတပ်မတော်ဘက်ကတော့ပြေးဆက်မရှိဘူးဒုံးနေနဲ့လက်နက်ကြီးတွေနဲ့ကောင်းကောင်းဆုံးမနေတာကိုကျွန်တော်တို့တွေ့ရှိရတာရှိတယ်နောက်ဗလီကိစ္စတွေကပြဿနာတွေအများကြီးဖြစ်နေတယ်ဗလီကိစ္စကလည်းကျွန်တော်ပြောတာတွေကလည်းဒါအများတယ်နောက်ပြောတာများတော့မနေ့ကတော့ ဒါတော်အောင်သီးလက်ထက်ကပြီးတယ်ဆိုပြီးတော့လည်းကျွန်တော်တို့ကြားသိထားတာရှိတယ်။ဒါပေမဲ့နောက်တစ်ခါကျတော့ကျွန်တော်တို့အဲ့မှာတိတ်ကြမှာဘယ်နှမဆောက်တာလဲဆိုတော့မရှိပါဘူးလို့လည်းကြားရတယ်။နော်။ပြီးတော့ကျွန်တော်တို့ကစုံစမ်းမိတာပါ။စုံစမ်းမိတယ်ဆိုတော့ဟိုဘက်မှာပြောနေတဲ့သူတွေကိုကျွန်တော်တို့ကတစ်ဖက်လူတွေရဲ့ဟာကိုကျွန်တော်တို့ကပြန်လည်းဖြည့်ရှင်းတာမဟုတ်ဘူး။ကျွန်တော်ညီကမှမှလည်းပြီးဖို့ပဲကျွန်တော်ပြောတာ။အဲဘလီဆောက်ဖို့ကိစ္စကတော့အဲ့မှာမရှိဘူးလို့တော့ကျွန်တော်အနေနဲ့ကြားသိရတာရှိတယ်။ကျွန်တော်တိတ်ကြစုံစမ်းကြည့်တော့မရှိဘူးတဲ့မဟုတ်ပါဘူးတဲ့ဆိုတော့ အဲ့တော့တေကြရင်တော့ကျွန်တော်ဟုတ်မဟုတ်တေကြအောင်ကျွန်တော်ပြန်ပြောပြပါမယ်အမှန်ကရတော့ဗလီစောက်ဖို့လည်းအဲ့နေမှာမရှိပါဘူးဗာမီခွက်မှလည်းပေးတာတာမရှိဘူးလို့အဲကျွန်တော်နေနဲ့ကြားသိရတာရှိတယ်เนาะအဲ့ကျွန်တော်ကြားသိတာဆိုမမားတတ်ပါဘူးကျွန်တော်မနေ့ကတော့အဲစုံစမ်းလိုက်လိုက်လွတ်လိုက်သေးတယ်လိုက်လွတ်လိုက်တော့ဒါလည်းတောင်ဆန်းစုကြီးလက်ထက်ကပါတယ်ဆိုတော့ပြောတယ်တခွင့်ကအဲပြောတဲ့အခါကျတော့ဟုတ်လားဟုတ်တာတောင်ဆန်းစုကြီးခွင့်ကနောက်ခါကျတော့ တောင်းဆန်းသူကြီးကဘယ်နေရလဲမြေဧကကဟိုဘက်က9ဧကလောက်ပြောတယ်ကိုမမောင်ကဒါဟုတ်လားလို့မေးတော့ပါဘယ်နေရာမှာပြီးရတာမရှိဘူးလို့ပြက်တယ်အဲ့တော့ကျွန်တော်ညီကောင်တော်လေးစိတ်အေးရောဒီညာလေးပြုတ်တယ်ပြောတာရှိတယ်ကျွန်တော်ဒီပပရံမွေးအကောင့်ကိုလာရောက်ပြီးတော့ဟိုတိုက်ရိုက်ကြည့်ရှုဝေးတယ်ညီကောင်တော်တော်တယောက်ချင်းစီကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ဒီလိုလေးလည်းကျွန်တော်တောက်လျှောက်ပြောပြပါဦးမယ်နော်ဦးသိန်းချိန်လက်ထက်မှာလည်းကိုကဒါကဥပဒေရချပြီးသားနော်ဘုန်းကြီးကလည်းကျွန်တော်တို့တန်တိုင်းဝိညာဉ်ချပြီးသား ပလီတွေထက်ဆောင်ဝင်ပါညာမရှိဆိုတာနိုင်ငံအတွက်လိုအပ်ချက်ကြောင့်เนาะနိုင်ငံအမျိုးဘက်သာတာတနာတည်တဲ့ခိုင်မဲ့လိုအပ်ချက်ချောင်းလို့ကျွန်တော်အနေနဲ့ယူဆမိတယ်။နောက်တစ်ခုကျွန်တော်၄ GB ကော်မှာဆိုလို့ရှိရင်ရေစင်ကုန်းကိုတက်မလာတိတ်ပတ်ရရှိပြီးသွားပြီ။ဒီတိတ်ပတ်ရရှိတော့ KI ရဲ့ KLA လေးရဲ့လက်ဖြောက်တက်တာတွေဘာညာတွေပေါ့ဗျာလက်ဖြောက်တက်တာလို့စနိုက်ပါသမားတွေပေါ့ AI level ၄၅၀ရောက်လို့ကျွန်တော်တို့ရရှိတတ်တာကိုတွေ့တယ်။ဟာရရှိလိုက်တာကိုတွေ့တယ်။အဲ့ဒါလေးတကောင်းတယ်လို့ပြောရမယ်။နောက်ကတထုံမှမှာဆိုလဲ အဲကရင်ကရင်လေးကရင်လေးစိတ်ရောကြည်ပါပေါ့အဲ့ဒီမှာတမလောင်ကစကြောင်းထုတ်ပြီးတော့ဝင်ရောက်စီးနေတဲ့အချိန်မှာအကြမ်းဖက်တွေလည်း3-50လောက်ဖမ်းမိတယ်လို့အကြမ်းဖက်ထောက်ဖို့တွေထောက်ပတ်တွေအကုန်လုံးဖမ်းမိတယ်လို့ကျွန်တော်တို့ကြားသိရတယ်ဒီအချိန်မှာတမလောင်ကိုတရင်ပေးနေတဲ့ခါကျတော့တမလောင်နေပေါ်မှာဝင်ရောက်စီးနေတာတွေအများကြီးတွေ့ရတယ်အကြမ်းဖက်တွေကိုဝင်ရောက်ဖမ်းနေခိုင်းခိုင်းလိုက်တာတွေ့ရတယ်အကြမ်းဖက်တွေအားပေးတွေကိုလည်းပဲဝင်ရောက်ထိန်းသိမ်းဖမ်းကြည့်နေတာကိုကျွန်တော်မှတွေ့ရှိရတယ်ဒါလည်းကောင်းတဲ့နမိတ်ပဲเนาะ ဟုတ်ကျွန်တော်ဘဘပိုင်ရဲ့ဒီဘဘရံမှုအကောင့်ကိုအားပေးနေတဲ့ညီကောင်တော်ကတယောက်ချင်းစီတိုင်းကိုလည်းပဲရင်ထဲလိုက်လိုက်ကျေးဇူးတင်ပါတယ်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကကန်ဆမ်းမဲလေးလုပ်ပေးထားတယ်ကန်ဆမ်းမဲလုပ်ထားမနည်းတော့မှအဲပပန်းကိုချစ်လို့အဲဒါကျွန်တော်ဟိုလေးဟိုနေပြအားပေးတယ်ညီကောင်တော်ကတူတယောက်ချင်းစီတိုင်းအဲညီကောင်တော်ကအကောင့်တိုင်းကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်ကန်ဆမ်းမဲလေးကဒါကျွန်တော်တင်ကျွတ်အမိလေးပေါ့နော်အဲ့ဒါလေးလည်းပေးခြင်းနဲ့ တချို့လည်းပဲမဝယ်နိုင်တဲ့သူလည်းပဲကျွန်တော် manager မှာ manager ဖုန်းနံပါတ်က396653340ပေါ့နော် manager စီကိုဖုန်းဆက်ပြီးတော့မဝယ်နိုင်လဲရတယ်မဝယ်နိုင်လို့ရှင်ဒီတိုင်းကန်ဆမ်းမန်တက်တက်နိုင်ပေးမဲ့သူရှိတယ်အဲအဲ့ဒါကိုလည်းပဲကျွန်တော်တက်တက်ပေးမှရှိတယ်เนาะပြီးတော့တချို့ကကျွန်တော်ကန်ဆမ်းမန်ပေါက်တယ်အဲမယူတောင်းတော့သားလေးပြန်လူကိုင်းတဲ့သူတွေလည်းရှိတယ်အဲ့ဒါတွေပါထည့်ပြီးအဲ့ဘက်မှာလည်းထပ်လုံမယ်ကျွန်တော်လူလာလည်းပေါင်းလူပေးမယ်အဲ့လိုမျိုးရှိတယ်เนาะ ဲ့တော့ကျွန်တော်ကိုအဲကန်ဆမ်းမဲ့ကိုအားပေးတဲ့ညီကောင်မတယောက်ချင်းစီတိုင်းကိုလည်းချစ်လဲချစ်ပါတယ်ကျွန်တော်အဲတတ်နိုင်သလောက်အဲကျွန်တော်ရရှိတဲ့တရင်အကြောင်းအလေးတွေကိုကျွန်တော်ပြောပြပေးပါမယ်เนาะဒီနေ့ကတော့ကျွန်တော်ကျမ်းမာရေးအကြောင်းအဲစေခံပြဖို့လည်းရှိတဲ့အတွက်အားလုံးကိုအဲကျမ်းမာကြပါစေလို့ပဲနှုတ်ဆက်ပါရစေဗျာလူသားတွေပြေးကြပါစေเนาะအဲဦးနေတော့တရင်ကျလက်ဆောင်လေးကိုလည်းအများကြီးပေးမှဖြစ်ပါတယ်ကျွန်တော်ချစ်တဲ့ညီအစ်ကိုမလေးကန်းစမ်းလေးအားပေးဖို့တောင်းဆိုရစီ